အသက်60ကျော်အရွယ်မှာဇနီးကျော်နဲ့အမွာဘူးသမီးလေးရတဲ့အပြင်တောင်သူလယ်သမားတွေအတွက်အခုလိုတိမ်းတောင်းချီတဲ့အလူကြီးပေးလိုက်တဲ့ဦးမျိုးတန်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်လူတယောက်ရဲ့ဘဝမှာကိုကျိုးစည်းပွားကိုသာမကပဲအများကျိုးကိုပါတည်ပိုးနိုင်တဲ့သူကိုရဲ့အောင်မြင်မှုကိုပတ်ဝန်းကျင်အတွက်ပြန်လည်မျှဝေပေးနိုင်တဲ့သူဟာတကယ်ကိုလေးစားစရာကောင်းတဲ့လူတယောက်လို့ဆိုနိုင်မှာပါရှင်ဒီနေ့မှာတော့ကျွန်မကအရင်လိုစံတင်ထိုက်တဲ့စိတ်သက်ပါရှင်တဦးဖြစ်တဲ့မန္တလေးမြို့ကမျိုးမြတ်မှာစိုက်ပျိုးရေးကုမ္ပဏီပါရှင်တထေကြီးဦးမျိုးတန် ကြောင်းကိုပြောပြပေးခြင်းပါတယ်။သတင်းကြီးဦးမျိုးသန်းဆိုတာနဲ့ပရိသတ်တွေအရင်ဆုံးသတိထားမိကြမှာကတော့သူ့ရဲ့ကိုယ်ပိုင်ဘဝဇာတ်ကြောင်းပါပဲ။အသက်60ကျော်အရွယ်မှာပထမဇနီးကွယ်လွန်သွားပြီးနောက်ပိုင်းကြီးမားတဲ့စီးဆင်းအိုးစားရိချာမှာအထူးကြံစံနေခဲ့ရပါတယ်။ဒါပေမဲ့သတင်းကြီးကသူ့ဘဝရဲ့ကြံရှိနေတဲ့အချိန်တွေကိုအဖို့မဲ့မကုံဆုံးခြင်းတဲ့အတွက်တိုက်တိုက်ဝုံဝုံနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ခြင်းတဲ့အတွက်သမီးအရွယ်လိုတင်စားရလောက်အောင်နှုတ်နယ်လှပါတယ်။ဇနီးငယ်လေးတအူးကိုတိန်ပေါင်းထောင်တောင်းချီအကုန်ချခံပြီးတော့တရားဝ င်လက်ထပ်ထင်းများခဲ့ပါတယ် အစပိုင်းမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်သံတွေကြေကြေလောင်လောင်ထွက်ပေါ်ခဲ့ပေမဲ့ဦးမျိုးတန်းကတော့သူ့ရဲ့ရည်ရွယ်ချက်ကတနာယာကကြောင်းမဟုတ်ပဲအေးချမ်းနဲ့မိသားစုဘဝကိုပိုင်ဆိုင်လိုချင်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူ့ရဲ့စကားကိုတတ်သိပြလိုက်တယ်လို့ပါပဲ။အခုဆိုရင်အသက်အရွယ်နဲ့မလိုက်အောင်နှုတ်ပြောလန်းဆန်းနေပြီးတော့ချစ်စရာကောင်းတဲ့အမွှာဘူးသမီးလေးနှစ်ယောက်ကိုပါပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ဒီအချက်ကပဲသူ့အနေနဲ့ဘဝကိုဘလောက်တောင်အတိတ်ပဲရှိရှိဖြတ်သန်းနေလဲဆိုတာကိုပြသနေရပါ။ဦးမျိုးတန်းရဲ့ ့လေးစားစရာအချက်တွေကဒီမှာတည်းမဆုံးသေးပါဘူး။သူဟာဇနီးကျော်လေးနဲ့အမွားသမီးလေးတွေရရှိပြီးနောက်ပိုင်းမှာကုသိုလ်အလှူတွေကိုပုံမှန်တွင်းမြင့်လှောက်ဆောင်လာခဲ့ပါတယ်။အထူးသဖြင့်တော့ဘာသာရေးတဏ္ဍာရေးနဲ့ပတ်သက်လာရင်လက်မနေရတဲ့သူတဦးပါ။ဖျားတဲ့ကျောင်းဆောက်လန်းတရာဆေးရုံဆေးပီကန်းတွေတည်ဆောက်ရေးအတွက်သူလူတန်းခဲ့တဲ့ငွေပမာဏဟာစုစုပေါင်း3800ကျော်ရှိပြီလို့လည်းသိရပါတယ်။ဒါအပြင်အတိုင်းပြည်မှာသဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာလည်းအာတက်တရောပအဝင်လူတန်းလေးရှိတဲ့သူပါ။အခုနောက်ဆုံးအနေနဲ့သူကိုယ်တိုင်လည်းတောင်းသူလည်းသ မားတဦးရဲ့ဘဝကိုခံစားနားလည်တတ်သူဖြစ်ပြီးရာသီဥတုဖောက်ပြန်မှုကြောင့်အခက်အခဲကြုံနေရတဲ့ကျေးဇူးရှင် တောင်သူလယ်သမားဦးကြီးတွေအတွက်မမမမအရက်ဒီဘေးကင်းပြန်ပါပြီမိုးဦးကလာမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်သူ့ရဲ့နှွေနှမ်းခင်းတွေအပါအဝင်တောင်သူတွေရဲ့နှမ်းခင်းအများအပြားရေလွှမ်းမှုပျက်စီးခဲ့ရပါတယ်ဒီလိုချိန်တွေမှာနေမအိတ်ညာမနာသားသမီးတွေနဲ့အတူ၃ည၄ရက်တိုင်းတိုင်းလယ်ကွင်းထဲကရေတွေကိုစုပ်ထုတ်နေရတဲ့တောင်သူလယ်သမားကြီးတွေရဲ့ပင်ပန်းမှုကိုကိုချင်းစာစိမ့်နဲ့ကြည့်ပြီးတော့မနေနိုင် ခဲ့ပါဘူး။ဒါကြောင့်ပင်မန်းနှဲနေတဲ့တောင်သူတအူးချင်းစီကိုအပန်းပြေစေဖို့မုံဘိုးအနေနဲ့ငွေကြက်သသိန်းစီထောက်ပံ့လှူဒန်းခဲ့ပါတယ်။ဒီအလူဝါငွေပမာဏထက်သူ့ရဲ့စာနာစိမ့်နဲ့မြတ်တာတရားကိုပို့ပြီးတော့ပေါ်လွင်စေခဲ့ပါတယ်ရှင်။ဒါကြောင့်တထေးကြီးဦးမျိုးတန်းဆိုတာကအသက်60ကျော်မှမိသားစုဘဝအသက်ကိုအောင်မြင်စွာတည်ဆောက်နိုင်ရုံသာမကသူရှောင်ပေးထားတဲ့ဒနာဥစ္စာတွေကိုလောကအကျိုးအတွက်ဓမ္မအကျိုးအတွက်ရရရရပြန်လဲစွန့်ကြဲလှူဒန်းနေတဲ့အတွက်ကြောင့်လူအများရဲ့လေးစား ချစ်ခင်မှုတွေကိုပုံမရရှိလာတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအလူအတန်းရဲ့ရောပြီးတော့ကိုချင်းစာတရားထွန်းကားတဲ့တတိကြီးဦးမျိုးတန်းရဲ့လုံရက်တွေပေါ်မှာပရိသတ်တို့ရောဘလို့မြင်ကြလဲဆိုတာမှတ်ချက်လေးတွေပြီးသွားခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။